ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့မင်းသားဆောင်းဂျယ်ရင် Asia Star News ကိုစောင့်မျှော်ကြည့်ရှုနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကမီဒီယာရီရောပရိသတ်တွေပါအားအသင်းစီခဲ့တဲ့ အသက်39နှစ်အရွယ်ရှိပြီဖြစ်တဲ့မင်းသားဆောင်းဂျယ်ရင်ဟာဆိုရင်တော့ပထမပဲရုတ်တရက်ဆိုသလိုကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးတော့ လူအများရဲ့စိတ်မကောင်းဝမ်းနည်းမှုတွေနဲ့အတူဘာလို့ရုတ်တရက်တည်ဆုံးရတာလဲဆိုတဲ့အမေကနေရာလဲထပ်ပေါ်လို့နေပါတယ်။သူတို့တော့လူတိုင်းက We Got Married အစီအစဉ်ကနေတည်ခဲ့ကြတာဖြစ်ပြီးတော့အဲ့ဒီအစီအစဉ်ပြီးရနောက်မှာပရိသတ်တွေရဲ့သဘောချလိုက်ခံမှုကိုရရှိခဲ့တာဖြစ်ပါတယ်။ရုတ်တရက်တည်ဆုံးသွားတယ်ဆိုတဲ့သတင်းတွေအရသူပါဆိုရင်တော့အစိုးမျိုးစုံတောင်းခရိုင်မှာရှိတဲ့သူရဲ့တိုက်ခန်းမှာနိုဝင်ဘာလ12ရက်နေ့မော်လွယ်ပိုင်းကတည်ဆုံးနေရာကိုတွေ့ရှိခဲ့ရကြောင်းသိရပါတယ်။ ။နောက်ပြီးတော့စာမျက်နှာနှစ်မျက်နှာပါတဲ့စာကြောင်ကိုလည်းအခင်းဖြစ်ပွားရာနေရာနာမှာပဲတွေ့ရှိခဲ့ရပြီးတော့ဘလို့အကြောင်းရင်းနဲ့တည်ဆုံးခဲ့ရလဲဆိုတာကိုအတိမပြုတ်နိုင်သေးပေမဲ့ရဲတပ်ဖွဲ့ကိုယ်စားလှယ်တဦးကစုံစမ်းစစ်ဆေးမှုမှာဆိုးရွားတဲ့လက္ခဏာမတွေ့ရပါဘူးဆိုပြီးတော့ပြောကြားခဲ့ရလို့သိရပါဗျ။သူရဲ့စာပနာကိုဆိုးရဲဝိတို့ Saint Mary Hospital ဇာဗနာခမ်းမမှာမိသားစုအကြောင်းဝင်ယူစီစဉ်ပေးထားပြီးတော့ဇာဗနာကိုနိုဝင်ဘာ14ရက်နေ့နေ့လယ်လောက်မှာပြုလုပ်ဖို့အစီအစဉ်ထားပါတယ်။နောက်ပြီးအမှုပညာနဲ့ပတ်သက်ရင် project ဒီအများကြီးလုပ်ချင်တဲ့ Sumgering ကိုသူ့ရဲ့ agency အသစ်ကိုယ်စားလှယ်ကအခုလိုမျိုးရုတ်တရက်ဆုံးမသွားခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်ရပြီးတော့နောက်ပိုင်းမှာလည်းအတူတူအလုပ်တွေလုပ်ဖို့ရှိခဲ့တဲ့အကြောင်းကိုဝန်ထမ်းစွာနဲ့ပြောခဲ့ရဖြစ်ပါတယ်။ ဒီနေ့အစောပိုင်းကသူနဲ့အတူစီဝေးတွေအများကြီးလုပ်ပြီးတော့စာချုပ်ချုပ်ခဲ့တယ်လို့လည်းထုတ်ပေါ်ပြောဆိုခဲ့ပါသေးတယ်။သူကဝါသနာပါပြီးတော့ project တွေအများကြီးလုပ်ချင်တဲ့သူဖြစ်ပြီးတော့အလုတ်အနေငယ်အတွက်ကိုရိုက်ကူးရေးတွေပြီးဆုံးသွားခဲ့ရင်ရုံတင်ပြသဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့ agency ကိုယ်စားလှယ်ကအခုလိုထုတ်ပေါ်ပြောကြားခဲ့တာပါ။ ဒါပေမဲ့သူ့အချိန်မတိုင်ခင်မှာဆုံးပါသွားတာကိုဝမ်းနဲ့ပူဆွေးရင်းနဲ့မန်နေဂျာကအခုလုံးလုံးစေကျွန်တော်လုံနိုင်တာကဂျယ်ရမ်ရဲ့နားမှာနေဖို့ပါပဲလို့ပြောခဲ့ပါတယ်။မင်းသားဆိုရင်တော့ that business i will be can rich နဲ့ salmon စကား၃ကားလုံးအပြင်နောက်ထပ်စကားတကားကိုလည်းပြန်လည်ရိုက်ကူးဖို့ season ထားပြီးတော့အခု project တွေအတွက်ရိုက်ကူးရေးပြီးဆုံးသွားခဲ့ပြီးတော့ရုံတင်ပြသဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။1985ခုနှစ်မှာမွေးဖွားခဲ့တဲ့မင်းသားဆိုရင်တော့ တရင်က runway model တူအဖြစ်ကိုရည်တည်နေတာဖြစ်ပြီးတော့နောက်ဆုံးမှာတော့တရုတ်ဆောင်2009ခုနှစ်မှာဝင်ရောက်ခဲ့ပြီးပထမဆုံးတရုတ်ဆောင်မှုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခုပြောပြပေးခဲ့တဲ့မင်းသားရဲ့အစိတ်မကောင်းစရာသတင်းနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေလည်းထပ်တူဝင်နေမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်သတင်းတွေလည်းတင်ဆက်ပေးအောင်ပါမို့ Asia Star News Page လေးကိုတော့ like and share လေးနဲ့အားပေးသွားကြပါအောင်ရှင်။